M7 Event ကြီးမှာဒါမျိုးဒါမျိုးဒါမျိုးစကင်တွေကိုယူလို့ရတယ်ဆိုတော့ဘာသာတို့သိပြီးပြီလားဒီအကြောင်းအရာလေးကတော့လူသိနဲမဲ့လို့လည်းထင်တယ်တော်တော်များများလည်းကြုံမှုကြတယ်ဆိုပေမဲ့မမှတ်မိကြဘူးအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့စော်ကြီးဂိမ်းမရပါโอเคကျွန်တော်ဒီနေ့မှာတော့ M7 မှာရောက်ရှိလာမယ် M7 Verdenite အကြောင်းကိုကျွန်တော်ပြောပြသွားပေးမှာဖြစ်ပါတယ်ဗျ။ Okay ဒီအကြောင်းဟာကကျွန်တော်တကယ်တမ်းပြောမယ်ဆိုရင်တော်တော်များများလည်းသိကြတယ်။တချို့တွေလည်းမသိရလူလည်းရှိသေးတယ်ဗောနော်။ဘာပဲဖြစ်ဖြစ်ဒီနေရာထိရောက်လာပြီဆိုတာနဲ့ browser ကိုကြည်တာကြည်လိုက်တော့ဗောနော်။တချို့နေရာတွေကလုံးဝအမှားလုပ်လို့မရဘူးဗျာ။အမှားလုပ်လိုက်ပြီဆိုတာနဲ့ကိုစုထားတဲ့ second တွေကလုံးဝမရတော့မှာပဲဖြစ်တယ်ဗောနော်။လက ਾਇ ရမှာဆိုတော့လीဗျာ။အဲ့ဒါကြောင့်မို့အအောင်ဆိုင်ပြီးတော့တခြားလေးရောနားထောင်ပေးပါဗျာ။ โอเค even ကကျွန်တော်တွေ M7 ရဲ့တဝက်မှာလာလိမ့်မယ်ဗျာဥပမာ M7 ရက်30ရှိတယ်ပဲထားပါတော့ M7 even လာပြီးတော့15ရက်နေလို့ရှိရင် M7 Vader Knight ဆိုပြီးတော့ပေါ်လာလိမ့်မယ်โอเคဒီ M7 Vader Knight ချက်မှာကျွန်တော်တို့တွေက skin တွေကိုယူလို့ရတယ်ဗျာဘလို့ယူအောင်မလဲဆိုရင်သူပေးထားတဲ့ mission လေးတွေကိုတော့ကျွန်တော်ပြီးအောင်လုပ်ရမယ်ဗျာကျွန်တော်တို့တွေပွဲ40ပြီးအောင်ဆော့ရမယ် โอเคปัว40ปีอย่างซ่อมมาตาอ่ะเนี่ยเราริรันปูบาญาป่ะเนาะอะล่ะ40ดีมาบราเซอร์โหมเนี่ยไอ้ใต้แม้แมจิกปูชัน40ดิบายาดีเลยป่ะเนาะเซฟลิน40บายาดีอ่ะโอเคဒီမှာဆိုရင် level နေနဲ့ကျွန်တော်တို့က1နဲ့3လေး5ဆိုပြီး level 5ခုရှိတယ် level တစ်ခုထိရောက်မယ်ဆိုရင်ကျွန်တော် normal skin ရမယ် level 2ရောက်မယ်ဆိုရင် elite skin level 3ရောက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေ special skin level 4ဆို epic skin level 5ဆို lucky fox skin ဆိုပြီးတော့မျိုးမျိုးရှိတယ် โอเคကျွန်တော်တို့တွေကဒိုင်မွန်တစ်လုံးမှမတုံးမနဲ့ level 3အထိရောက်တယ်ပေါ့เนาะ level 3ဆိုကျွန်တော် special skin တစ်ကောင်ကို free ယူလို့ရတယ်โอเคဒီပုံးကတေချာနားထောင်သားတွေဒီပုံးကတစ်ခါပဲဖွင့်ရမှာဖြစ်တယ်ပေါ့เนาะဥပမာကိုက level 1ရောက်လို့မို့ဒီပုံးလေးဖွင့်ပြီးတော့ထပ်ပြီးတော့ level ထပ်စုမှဆိုမရတော့ဘူး level 1မှာ normal skin ယူပြီးသွားတဲ့အတွက်ကြောင့်ထပ်ပြီးတော့ဖွင့်လို့မရတော့ဘူးအကောက်တစ်ကောက်မှာတစ်ခါပဲဖွင့်လို့ရမယ်โอเค အဲ့ဒါအကြောင်းမို့ကျွန်တော်တို့တွေကကိုလိုချင်တဲ့ level ထိရအောင်လုပ်ပြီးတော့ဖွင့် level 3ကျွန်တော်တို့ special skin အထိရ free ရမှာဖြစ်တယ်ပေါ့နော်အဲ့မှာ EP skin လိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ diamond လေးနည်းနည်းတော့ဖြည့်ရလိမ့်မယ် diamond ဖြည့်မယ် diamond အသုံးမဲ့ဆို EP skin ရမယ်ဗျာ โอเคအဲ့ဒီထက်ပိုပြီးကိုက3နိုင်လဲဆိုလို့ရှိရင် lucky box skin တွေပါရအောင်မှဖြစ်ပါတယ်ဗျာပြောချင်တာကကျွန်တော်လိုမျိုးပေါ့နော် diamond တစ်လုံးမှလည်းမထည့်ဘူးတစ်လုံးမှလည်းမသုံးချင်ဘူးကွာဒီတိုင်းပဲပေးတာပဲယူမယ်ဆိုလို့ရှိရင် special skin တကောင်ကိုကြိုက်တာကိုယူလို့ရတယ်ပေါ့နော်โอเคကိုက diamond နည်းနည်းထပ်သုံးမယ်ဆို e base skin ရမယ် diamond အိုက်ထဲပိုးသုံးမယ်ဆိုရင် lucky box skin ရမှာပဲဖြစ်ပါတယ်ဗျအဲအကြောင်းမို့ဒါ m7 veteranite chat လို့ခေါ်တယ်ပေါ့နော် လွယ်လဲလွယ်ပါတယ်ကြာကျွန်တော်ကိုကြိုက်တဲ့စကင်ကိုကိုရွေးပြီးတော့ယူလို့ရတယ်ဗောနော်တတိထားမာလေးကဘလားလားဆိုတခုပဲဗောနော်ကိုလိုချင်တဲ့ level မရောက်သေးဘဲနဲ့ကိုကအဲ့ဒီပုံးကိုဖွင့်မိလိုက်ပြီးဆိုတာနဲ့နောက်တစ်ခါထပ်ပြီးတော့တုံးလို့မရတော့ဘူးဗောနော် ပြောချင်တာကကိုက level 3ဗောနော် special skin အထိ free ယူမယ်ဒါပေမဲ့ level 1ရောက်တဲ့အခါမှာမဲဘုံကိုအမှပြီးတော့ဖွင့်မိလိုက်တယ်ပဲထားပါတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲ့ဒီ normal skin တကောင်မဲ့ရတော့မယ်နောက်ထပ်ဘာ skin မှရတော့မှာမဟုတ်ဘူး အဲ့လိုဗျအဓိကအဲ့ဒါလေးပေါ့နော်အဲ့ဒါလေးကနှစ်တိုင်းကိုပေါ့နော်လူတွေမှားကြလုံးလို့ကျွန်တော်ဒီဗီဒီယိုလေးကိုလုတ်ပေးလိုက်တာဖြစ်တယ်ဗျာပြီးတော့တော်တော်များများထင်းနေရပေါ့နော်ကျွန်တော် DM7 မှာဆိုရင် level 80ရောက်ပြီဆိုရင်ကျွန်တော် true effect ရာလေးရပေါ့နော်ဖင်မာမီကိုဆွဲတဲ့ effect ပေါ့မြန်မာလူပြောမယ်ဆိုโอเคအဲ့ဒီဖင်မာမီကိုဆွဲတဲ့ effect က prime second only ပဲသုံးလို့ရတာဗျဥပမာကျွန်တော်ကခုမှ Granger Prime Second လာရထားပါတော့ကျွန်တော် level 80ရောက်လို့ Tree Effect ပေါ့နော် Fin မှာ Migo ဆွဲတဲ့ effect ရမယ်ဆိုလို့ရှင် Granger Prime Second တကောင်နဲ့ပဲသုံးလို့ရမှာအဲ့ Fin မှာ Migo ဆွဲတဲ့ effect က Channel Hero Channel Second ဘယ်မှသုံးလို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ပြောချင်တာကကိုက Fin မှာ Migo ဆွဲတဲ့ effect လိုချင်တယ်ဘယ် Hero အနေနဲ့သုံးလို့ရချင်တယ်ဆိုလို့ရှင်ကျွန်တော် Diamond 690ကိုလုံးနဲ့ဝယ်တဲ့ပတ်မှာပေါ့နော် ကျွန်တော်တို့ဖင်းမှာမိကိုဆွဲတဲ့ true effect လေးရမှာဗျအဲ့ true effect လေးကကြိုက်တဲ့ hero ကြိုက်တဲ့ skin ကိုသုံးလို့ရတယ်ဗောနော်အဲ့ဒါလေးကတော်တော်များများတိုင်ပတ်နေကြတယ်ဗောနော်ကျွန်တော်နဲ့ဆိုရင်ပွဲတောင်မှဖြစ်ရမလို့ဖြစ်ခဲ့သေးတယ်ဒါနဲ့အတော်များများမေးနေကြတာဗောနော်ဒီမဲလဲတဲ့ skin နန်းမှာ b trick ပြန်ပါလာမှာလားဗျ b trick ပြန်ပါလာမှာလည်းမဟုတ်ဘူးဗျာဘာပြန်ပါလာမလဲဆိုကျွန်တော်တို့ယူဆောင် skin ပြန်ပါလာလိမ့်မယ် ယူဆောင် prime နဲ့ယူဆောင် iron 5 second ကိုပြန်မလာလိမ့်မယ်ဗျာဒါ advance server မို့ v-trade ကိုပြထားတယ်ပေါ့နော်ကျွန်တော် original server မှာဆိုရင်ကျွန်တော်ယူဆောင်လာလိမ့်မယ်ဘလို့လို့ယူဆောင် second လိုချင်တဲ့လူတွေအတွက်ပေါ့နော်မရှိသေးလို့ရှိရင်ဒီမှာဝင်ပြီးတော့မဲလဲလို့ရတယ်ဗျာဒါ browser တို့ဘလို့ပြောအောင်လဲဝမ်းတာစရာသတင်းလေးလို့ပြောလို့ရတယ်ဗျာ okay ဒီ m7 ကြီးမှာကျွန်တော်တို့က second တွေလည်း free ရအများကြီးပဲဂုံးစင်းရအောင်ပါဗောနောက်မှာ event တွေအများကြီးကြံသေးရဗျာကျွန်တော်ကဒီနေ့ video လေးကတော့ဒီလောက်ပါပဲဗျာ ားလုံးဆုံးနေကြည့်ရှုပေးကြလို့ကျေးဇူးများတင်ပါတယ်ဗျာ